နေနေပါကြီးတစ်ခွေဖြစ်ပါတယ်တကယ်ဖြစ်တော့ပဲဟုတ်ဦးမလဲတကယ်ကနော်မှန်ပါပါဘုရားယောဂီပုဂ္ဂိုလ်တွေနေနေပါဆိုတော့ယောဂီပုဂ္ဂိုလ်ပဲရှိမှာပေါ့မဲခိုရတာပဲဟုတ်ဦးမလဲအဲဒီကဆက်ပြီးတော့မှတ်လို့ရှိရင်အယောင်လင်းပိဋိပဒါတွေလည်းပဲတဖြည်းဖြည်းပြောင်းပြီးတော့အမှတ်တွေပိုကောင်းလာအသည့်တွေပိုကောင်းလာတယ်ဘယ်လိုကောင်းလာလဲဆိုလို့ရှိရင်ပရမအဆိုရင်အင်းစိတ်ဓာတ်နဲ့ပြက်ဓာတ်နဲ့အစနဲ့အဆုံးနဲ့နှခုနှခုထင်ရှားတယ် အခုအသိဉာဏ်လေးထက်တာလာတော့ငခုငခုမဟုတ်တော့ဘူးပျောက်နေတာကြီးတွေတွေ့တယ်တခါညောဟုတ်လားမှန်ပါပါဗျာจิตတာမတွေ့ဘူးပျောက်တာကြီးတွေတွေ့နေတာဗာမမပဲခေါင်းနာမှလည်းပျောက်ဘိနာမှလည်းပျောက်အဲစိတ်ကူရာမှလည်းပျောက်ကြွတယ်လမ်းနဲ့ချတယ်မှလည်းပဲပျောက်ပျောက်နေတာတွေပဲကုန်းကုန်းနေတာတွေတွေ့တယ်လက်ရဲ့ခြေရဲ့ခေါင်းရဲ့ကိုယ်ရဲ့ပုံသဏ္ဍာန်ထဲရလည်းဒီဒီပိုင်းမှာမရှိဘူးတခါညောဟုတ်လားမှန်ပါပါဗျာအစတော့ကတော့ဒီလိုပါပဲခေါင်းနဲ့ဆိုရင်ဗိုက်ကြီးနဲ့ကိုယ်နဲ့ဒီလိုထင်တာကိုယ်ရဲ့ဆန့်နဲ့ဆိုရင်လက်နဲ့ အဲညာလာနဲ့ဗေလာနဲ့ဆိုရင်ခြေောက်နဲ့ကိုယ်နဲ့ဒီလိုထင်းနေတာအခုဒီညာရောက်လာတဲ့ခါကျဒီလက်ဒီကျောင်းကောင်းနေကိုယ်လေးပုံသဏ္ဍာန်ထဲထဲရတွေဘာမှရှိတော့သဘောလေးတွေပဲရှိတော့တယ်ဟုတ်လားမှန်ပါပါဘုရားကောင်းနေသဘောလေးတွေသဘောလေးတွေကလည်းပြောက်ပြောက်သွားတာပဲအဲအမတ်မိကလည်းရှိကနေပြောက်နေသလိုပဲအမှားချင်းလည်းရှိကနေပြောက်သွားလည်းဟုတ်တာပဲသူကရှိကပြောက်ပြီးမှဒီကသိတာပဲအဲဒီတော့ပြောက်ပြောက်နေနေတာကြီးတွေ့နေတယ်အဲ့ဒါဒေငန်းညာခေါ်တယ်အမှန်ကောင်းနေဒီညာလည်းအရေးကြီးတယ် ဘုန်းကြီးတို့သမဏဇီယာတွေကယောဂီတွေစင့်နေတာဒါတွေစင့်နေတာဗညာနေရောက်ရလားမရောက်ရလားဒါတွေစင့်နေတာဟုတ်လားမှန်ပါဗျာဉာဏ်နေစင်တိုင်းဖြစ်ပါစင်တိုင်းဖြစ်မဲ့ခုံကြော်ယူပြောရင်သာနန်းဇီယာအတိမမပြူသူကသူတွေးတော်လုံးသားလာရင်ဖြစ်မယ်ပြောမှကြားလို့ပြောတာရင်ဖြစ်မယ်အဲဒီသင်္ဃာညာကအပြည့်တင်မြင်တော့ဘယ်ရကြောက်စရာထင်လာတယ်တဲ့။အာရိနဝအပြည့်မြင်လာတယ်။နေဗိနကြီးငွေပြီတဲ့။ကြီးငွေတော့ ညီငွေလာဆိုမပြောတာဘူးတကားငွေရနော်မှန်ပါဗျာအာညီငွေလာဆိုမပြောတာပဲမပြောတော့ဒီနေရာမပြောရင်ဟိုနေရာသွားကျင်တာပေါ့ဟုတ်လားအခုမပြောတာဘာမပြောတာလဲဆိုရုံနာနေနဲ့စပြီးမပြောတာတကားညောဟုတ်လားမှန်ပါဗျာဖြစ်ပြနေတဲ့တရားတွေအပေါ်မှာမပြောတာဒီတော့ဖြစ်ပြနေတဲ့တရားတွေမတွေ့ရင်ဘူးဒီတရားတွေကိုသုံးလုံးလိုက်ခြင်းပြီး ဖြစ်ဖြစ်နဲ့ပြားတွေဆုံးလွန်လိုက်တော့နိဗ္ဗာန်ပဲတကယ်ကြီးဟုတ်လားမှန်ပါပါဗျာအဲနိဗ္ဗာန်ရောက်ကျင်လာတာဥပမာအားဖြင့်ဒီနေရာမှာခရရာဆရာပြောတာသိကောင်းတယ်ဥပမာလူကြောက်၅ဖန်းနေဟွန်းသာလည်းပြင်းတော့ခိပ်ပါတော့ညှုံလို့ဆိုရညှုံနေတော့သိပြီးတော့နားလည်းမမဟုတ်ဆောင်းတဲ့အုပ်ကြဆိုမှအဲဆောင်းတဲ့အုပ်ကြီးတကရာ၅ဖန်းတော်ကိုဆောင်းနေတော့ငါမိတဲ့အနေကြတော့ကိုလက်နဲ့နှိုက်ပြီးတော့ငါ့ကိုဖန်း ငါကြီးမိလာတယ်ငါကြီးမိလာတော့ဆရာဝမ်းမြောက်ဝမ်းသာဖြစ်ပြီဦးလားတကညောဝမ်းမြောက်ဝမ်းသာဖြစ်ပါလေဗျာငါလိုချင်လို့ဖမ်းတဲ့ဥစ္စာငါမိဝမ်းမြောက်မှာပေါ့ဆိုတာဝမ်းမြောက်ဝမ်းသာဖြစ်အဲငါကြီးထုတ်ပါလေမလွတ်လွတ်သွားမှသူစိုးရင်လည်းမလွတ်ချင်ဘူးအဲဒီငါကြီးဘယ်လောက်ကြီးတော့လို့အပေါ်မှာထုတ်ပြီးတော့ကြီးလိုက်တော့ငါမဟုတ်ဘဲနဲ့မွေကြီးဖြစ်နေတယ်ဆိုတော့တကညောဟုတ်လားမှန်ပါဗျာမွေရလည်းပဲတာမမွေမဟုတ်ဘူးမွေစိုးကြီးတဲ့လည်းပဲမှရေးသေးသုံးခုနဲ့တဲ့မွေဟောက်ကြီးပေါ့ဥစ္စာ ဝါကြီးဖြစ်နေဒါတော့ဒီငါအစတုန်းကတော့ဒီငါလက်ထဲကလွတ်သွားမှသူဆိုရင်လည်းမလွတ်ချင်ဘူးအခုတော့ဒီငါကြီးဆုပ်ကင်ထားရတာသူညီးဝဲမလာပဲဘူးလားညီးဝဲလာပါလေဗျာလွတ်ချင်ပြီတဲ့လွတ်ချင်လွတ်ချင်မယ်ဒီတိုင်းလွတ်လို့ပြောဆိုလိုက်ရင်ကြိုက်သွားလိမ့်မယ်ဒါကမကြိုက်နိုင်အောင်လို့ခေါင်းပေါ်မှာ၃ပါးလောက်ရမ်းလိုက်ပါဦးတဲ့ဟုတ်လားဆရာဆရာပြော၃ပါးလောက်ရမ်းပြီးတော့မှဆုပ်လိုက်ပါတဲ့ဒီနေ့အဝေးမှာလွတ်ပြီးတော့ကြာသွားပါလိမ့်မယ်အဝေးကလိုက်နေဆိုတော့ကြီးလိုက်ဦးနဲ့တော့ ြည့်ပြီးတော့မှလွတ်လောက်တဲ့နေရာမှနေပြန်ပြီးတော့ကြည့်ရမယ်ဥပမာပြရတယ်အဲဒီဥပမာတော့နေရာကြအဲဒီဥပမာထဲမှာဝိပဿနာမရှိခင်ကအိစ္ဆဒုက္ခအနတ္တမသိသေးတဲ့ပုဂ္ဂိုလ်တွေအပြည့်ပြည့်မသိသေးတဲ့ပုဂ္ဂိုလ်တွေကကိုယ်ခန္ဓာကြီးနဲ့ကိုသဘောကျနေတာပဲလွတ်ချင်မှုတကားကြီးပါဟုတ်လားမှန်ပါပါဗျာကောင်းတဲ့အချိန်နေနေတဲ့ဒါအနည်းပဲပြောများပြောပြီးတော့နေတာ အဲအခုဝိပဿနာညာကျင့်လာတော့ဖြစ်ပြနေတဲ့တရားတွေရဲ့နိစ္စဒုက္ခအနာတ္တတွေကောင်းကောင်းကြီးမြင်ပြီဗမေနနဲ့မြင်လာတော့ကြီးမှုတွေလာပြီတဲ့သွတ်ချင်ပြီဟုတ်လားတချို့ကပြောကြတယ်ဒုက္ခတွေပြီးနေတာတွေဒုက္ခရှုလို့လကားပါပဲရှုနေဖို့မလိုပါဘူးဆိုတယ်အဲ့ဒီပြီးတာကအဟုတ်ပြီးတာမှမဟုတ်ပဲအဟုတ်ပြီးလို့ရှိရင် အခုတော့ညင်းဝဲတဲ့သွတ်ကျင်တဲ့စိတ်တွေဖြစ်လာမှာတကားညီမဟုတ်လားမှန်ပါဗျာအခုအနိစ္စဒုက္ခအနာတ္တလူတိုင်းလူတိုင်းရှားဝနာဝနဲ့ပြည်နေတာမျိုးကမဲလွတ်နိုင်လိမ့်မှာတော့သူကပြောနေတော့မယ်နိဗ္ဗာန်ဖြစ်ပါဘူးတကားညီမဟုတ်လားမှန်ပါဗျာနိဗ္ဗာန်ညင်းဝဲအောင်လို့အခုရှုနေရတာဖြစ်တဲ့ဖြစ်တဲ့နေရှုဝိပဿနာညာရှင်းလာတဲ့အခါကျအတိနိဗ္ဗာန်ညောက်ညာရောက်တဲ့မွေကြီးခြင်ထားမိတာမှားလေခြင်းမွေကြီးလွတ်ကျင်ပြီလို့အဲဒီတော့ဖြစ်နေတဲ့စိတ်မျိုးလိုပဲဒီရုပ်တင် နာနေနဲ့စပြီးပြီးခန္ဓာကိုယ်ကြီးနဲ့စပြီးအကုန်လုံးကိုဆုံးလွှတ်ခြင်းတဲ့သဘောဖြစ်လာတယ်။ဆုံးလွှတ်ခြင်းလို့ရှိရင်ဆုံးလွှတ်နိုင်အောင်လို့ဆက်ပြီးတော့အားထုတ်ရတယ်ပြိသင်္ခဉာဏ်။အဲပြိသင်္ခဉာဏ်ကမြင်တာနဲ့ခါကာလကြာသင်္ခါရုပ္ပိခဉာဏ်ဆိုတာရှိတယ်။အเจ้าညာမဆက်ရဘဲနဲ့အတိလေးတွေဖြစ်နေမှန်ကောင်းပါရဲ့။အဲဒီရောက်လာ။အဲသင်္ခါရုပ္ပိခဉာဏ်ကမြင်တာပြည့်စုံတဲ့ခါကာလကြာတော့ယုံနာသင်္ခါရငြိမ့်တဲ့နိဗ္ဗာန်ကိုမဲ့ညာဖွညာနဲ့မြင်တယ်။ ြည်ပြန်တဲ့ယုံနာနေရှိရင်ရှိရင်နဲ့နိဗ္ဗာန်ကိုတွေ့သွားတယ်ဆန်းရောနော်မှန်ပါပါဗျာသောတာပတိမေဖို့ညာနဲ့တွေ့သွားတယ်အဲဒီလိုတွေ့ဖို့ကိုကြည်ပြီးတော့ဘုရားပြောထားတာနေစမြင်လင်ဒုက္ခထင်ပြီးဒုက္ခထင်တော့အနတ္တမြင်ပြီးအနတ္တမြင်နိဗ္ဗာန်ကိုပြည့်ဝင်ဆက်ရောက်သည်ဆိုတာအဲဒီတော့သင်နဲ့အထုပ်ပြီးတော့သင်္ခါရုပ္ပခာညာရင်းမှရောက်မှဟုတ်လားအဲဒီသီလဝန္တာသုဒ္ဓဝန္တာတော့မှ သင်္သာရိပုတ္တရာကဟောထားတာလေဒီစင်နေဟောထားတာဟိုမှာတော့အတူပဲညာနေပါလေပြောမနေဘူးအခုခွန်ကြီးတို့တရားထုတ်တဲ့ဌာနတွေကတော့ဒီညာနေတဲ့ဒေရှားကိုသိရတယ်ဒေရှားပြီးအောင်တော့ပြင်းအောင်လို့ဒေရှားသိရအာဟုသောကုဋ္ဌိကငါးရှင်ကုဋ္ဌိကဤမေပင်စုပါရမေခဏိငါးပါးသောပါရမေခဏတို့ကိုအနိစ္စတမမြဲဟုဒုက္ခတော်ဆင်းရဲဝနတတော် အစိုးရသောအတ္တကောင်မဟုတ်သဘောမျှဘူးယောနိသောသင်သောအကြောင်းအပြင်ဝါနိမလမံနိလမံကံစွာမနတိကရောတာနှလုံးသွင်းစဉ်နှလုံးသွင်းနေတော့အောင်းနေပိန်နေထိုင်နေထိတဲ့မြင်နေကြားတဲ့ကိုယ်နဲ့ဆမ်းနေစသည်ဖြင့်ဖြစ်တဲ့ဖြစ်တဲ့နေရှုအဲဒီတော့ရှုပြီးတော့နေတော့အိဋ္ဌမမြဲတဲ့တရားတွေပဲခုနကပြောတဲ့အဖြစ် ဒုက္ခဆင်းရဲတွေပဲအနာတ္တသူဟာသူရှိတဲ့နည်းသဘောတရားတွေအနာတ္တတရားတွေပဲလို့ထင်တယ်။အဲဒီတော့နေသဒုက္ခအနာတ္တခြင်းညွှန်းခြင်းသာပါပဲ။ဒီဟာတွေကဒီခုကတော့သူရဲ့အချမ်းရည်တွေပါပဲ။အဲဒါတွေကတော့အချင်းကြီးတို့ဘုညာသားတွေမဟုတ်ဘူး။ဟောနေလို့ချင်းသူကအချင်းကြားတယ်။နေသဒုက္ခအနာတ္တအချင်းမြင်နေပြီတဲ့။အဲဒီတော့မြင်နေတော့ဘာဖြစ်တော့ဆိုတော့နေသဒါမမြဲဟုဒုက္ခတော့ဆင်းရဲဝင်နာတ္တတော့အတ္တမဟုတ် သဘောတရားများဟုယောနိသောနိမလမအာဖြင့်မနတိကရုံသောနှလုံးသွင်းနေခြင်းပြုနေခြင်းသောတာပတိဗလာသောတာပတိဘုဘောယံသစ္စီကရေယအခြင်းမျက်မှောက်ပြုရ၏သောတာပတိဟုသောတာပတိမက်မပြောဘဲနဲ့ခိုးကိုကြော်ပြီးတော့ပြောတာသောတာပတိမက်ပြီးမှပို့ပြစ်အပြည့်ပြည့်ကိုသိရင်သိရင်နဲ့ဒီပြည့်ယုံနာနဲ့လုံးဝစိတ်သုံးတဲ့နိဗ္ဗာန်ကိုတွေ့မြင်တဲ့သဘော ဒီဥစွာမဲ့ဖြစ်တယ်မဲ့ပြီးတော့ဖို့ဖြစ်တယ်အဲသောတာပတိဖို့ကိုယံသိစီကလေးရခြင်းမျက်မှောက်ပြုရာ၏ဣတံဌာနံဤသောတာပတိဖို့မျက်မှောက်ပြုနိုင်ခြင်းရဲ့အကြောင်းသည်ဝိဇ္ဇတိရှိပါ၏အဲ့ဒီခန္ဓာ၅ပါးတွေဥပါဒနာခန္ဓာ၅ပါးတွေရှုနေရင်နေသဒုက္ခနာတမြင်နေရင်ဒုနာသင်္ခါရခြင်းနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားပါတယ်အဲ့ဒီတော့မျက်မှောက်ပြုနိုင်ပါတယ် မနေ့ကတော်တော်ဆိုပြီးပါပြီ။ဒီနေ့တော်တော်ဆုံးသွားပါပြီ။ကဲလာလေးဆွေးကြအောင်ပိလာတုတာပိလာတုတာသုံးသူမှာသုံးသူမှာဘယ်ဟာရှုအပ်ပါသမီဘယ်ဟာရှုအပ်ပါသမီဆွဲလာနိုင်ရာဆွဲလာနိုင်ရာ ခန္ဓာမာသန္တာမသွာရှုအပ်သည်မသွာရှုအပ်သည်မမြဲခြင်းရဲ့မမြဲခြင်းရဲ့ရောဂါဆွဲရောဂါဆွဲပေါက်ခွဲအိုင်းတူသည်ပေါက်ခွဲအိုင်းတူသည်ဒီတိုင်းတိုင်းလိုက်ယူတော့မမြဲဘူးဆိုတာကတော့ပြောတဲ့တိုင်းရှိတယ်မမြဲဘူးဆိုတော့ဆင်းရဲတွေပဲလို့ထင်တယ်ယောဂဆွဲနေတာလို့ပဲဆွဲကတဲ့ယောဂလို့ပဲဒီခန္ဓာတွေရှိနေတာဒုက္ခတွေရောက်နေတာပဲဒီလိုလဲထင်တယ် အဲပောက်ကွဲသွားတဲ့အရင်မာကြီးတွေဒွေးစုနာတို့ဘာတို့ပေါ်လဲဘုရားကြီးတွေအဲလာကြီးတို့လိုပဲအနာထဲမှာမြုံပြီးတော့နေတော့သင်ရတာပေါ့အဲဒီလိုပဲကိုယ်ထဲမှာဒီခန္ဓာငါးပါးတရားတွေရှိနေတာမကောင်းတဲ့တရားတွေပဲလို့ဒီလိုလည်းပဲမြင်ပါလေမမြဲခြင်းရဲ့ယောဂဆွဲပောက်ကွဲအိုင်တူဒီတရား၄ခုဆိုရမယ်ညောင်းမကောင်းမှုညောင်းမကောင်းမှုဈာနာဟုဈာနာဟုမရှိသူစိမ့်ကြီး င်းမာစုသိင်းကြီးညောင်စုနေတာလို့ပဲညောင်စုနေတာနှုတ်လို့မရရင်ညောင်လေးကနားနေတာနှုတ်ပြရလဲခဲ့အဲ့ဒီလိုပဲခန္ဓာ၅ပါးတွေမကောင်းပါဘူးဆိုလို့ဆွံ့ရမယ်ဆိုကိုယ်တည်းကဖြစ်နေတာကိုသူကဒီအမှိုက်တို့ပါတို့လို့တခြားဆွံ့ပြလိုက်လို့လည်းဖြစ်တာမဟုတ်ဘူးတို့ကြက်တဲ့ဥစ္စာပဲသူကညောင်စုနေတာနဲ့လည်းတူတယ်လို့ဒီလိုလည်းပဲရှင်းလာမကောင်းမှုလို့မကောင်းကျိုးပေးရတဲ့တရားတွေပဲဒီလိုလည်းပဲရှင်းလာကြားနာတာနဲ့လည်းတူတယ် သူစိမ့်နဲ့လည်းတူသေးတယ်ကိုယ်လိုတိုင်းဘာမှဖြစ်ဘူးအညောင်မကောင်းမှုဖြာနာမှုမရှိသူစိမ့်ကြီးတွေကလေးခုပျက်စီးသုံးညာပျက်စီးသုံးညာနတ္တာနတ္တာရှုရဆက်တမီရှုရဆက်တမီအဲပျက်စီးသွားတယ်ဆိုတာကတော့ခန္ဓာအဖြစ်ပြနေတယ်ဆိုတော့သင်ကြားနေတာအနန္တမြန်မာတဲ့ဖြစ်ပြမှာပုံညာဇာတုံကတော့ကိုယ့်ဟာကိုနေရာကြကြီးပဲယောက်ျားမင်းမပုဂ္ဂိုလ်သတ္တဝါကိုယ့်ဟာကိုဆွဲလန်းနေယောက်ျားလည်းယောက်ျားပဲဟာ မင်းသားလည်းမင်းသားလည်းဆိုပြီးကိုယ့်အနေကိုဆွဲလန်းနေအသက်ရှင်နေတဲ့အကောင်ကြီးတကယ်ဟုတ်နေလားအခုဒီတိုင်းဒီတိုင်းနဲ့လည်းရှိတော့ဖြစ်ပြနေတဲ့သဘောတည်းကြီးတဲ့ဘာမှအသက်ရှင်နေတဲ့အကောင်ရဲ့အတ္တကောင်ရဲ့ဆိုလို့တာမတွေ့ဘူးစိတ်သုံးနေကျောထဲမှာလူရှိတဲ့ကျောထဲကျောထဲမှာလူလက်ကြည့်လို့ချင်းမမြင်သလိုပဲအတားမကြီးတဲ့နေရာသွားနားထောင်ရင်ဘာသာမှမကြားသလိုပဲစိတ်သုံးနေအဲတုံညာနေရာပြန်နေတဲ့အနတ္တကတော့အဲဒိသရုပ္ပနာတ္တရင်ပါပြီးသားအဲအဒီက၃ခု ယစီတုံညာနာတာရှုရဆက်တည်းမီအဲဒီဆက်တည်းမီသတ္တဘာဝချင်းရတဲ့ရှုလို့ရှိရင်ဘာဖြစ်တော့သောရှုမြင်တန်သောတာပန်မှဖြစ်နိုင်ပြီအဲဒီတော့ရှုနေတော့မဲသောတာပတိမဲ့ဖို့ချင်းနိဗ္ဗာန်ကိုမြင်ပြီးသောတာပန်ဖြစ်နိုင်ပါတယ်တဲ့အဲဒါဆိုရမယ်သောရှုမြင်တန်သောရှုမြင်တန်သောတာပန်သောတာပန်မှဖြစ်နိုင်ပြီမှဖြစ်နိုင်ပြီ ဲဘောဓဘာငါဒီဘုံဒီနည်းနဲ့ဖြေရမှာခန္ဓာ၅ပါးတွေစိတ္တံစိတ္တံရှုခန္ဓာ၅ပါးတွေအဖြစ်ဖြစ်အနိစ္စဒုက္ခအနတ္တတွေပိုင်းပိုင်းနဲ့နဲ့သိလို့ရှိရင်အဲ့ဒီရှုနေရင်းနဲ့ပဲယုံနာသင်္ခါရငြိမ်းတဲ့နိဗ္ဗာန်ကို ပြေးဝင်ပြီးတော့သွားတယ်သောတာပန်ဖြစ်သွားတဲ့အောက်တည်ဆုံးနိဗ္ဗာန်မြင် သောတာပန်ဖြစ်သောတာပန်ဖြစ်ရင်ပယ်လေးပါးကလွတ်မြောက်တယ်အောက်တည်ဆုံးတော့အဲ့ဒါလောက်ကြည့်အောင်ရောက်အောင်အားထုတ်နိုင်ရင် ကောင်းတာပါပဲညစွာပြားဤသာသနာတော်ကြီးနဲ့တွေ့ရတယ်ဆိုတာ ဒီကယူကောင်းကောင်းနဲ့သွားတာပဲသုံးမို့ရင်တော့မသေးကြဘူးတကမျိုးကဟုတ်လားမှန်ပါဗျာယူကောင်းမှုတွေရှိတော့ဒါနသီလကုသိုလ်ကောင်းမှုတွေလူပိနာပြီးအကျိုးပေးတယ်ဆိုမှဒီနေ့ကျတော့ကုံသွားမှာကုံသွားလို့ရှိရင်ချင်းဒီလေသားတွေကမကင်းသေးတော့အကုသိုလ်ကလည်းကင်းမယ်မဟုတ်ပဲလေးပါလည်းမကြဘူးတော့ပြောနိုင်ဘူးမသေးကြဘူးအဲဒီတော့အောက်ဖြစ်ဆုံးအားဖြင့်သောတာပတိမေဖို့ကြောင့်အာတုပ္ပုရာလိုပါတယ် နောက်သောတာပန်ဖြစ်ပြီးတဲ့နောက်ဘာဘာရှိအောင်မတော့လို့မေးတယ်တကညာဟုတ်လားမှန်ပါပါဗျာဒီမှာကုသိကကလမ်းဆုံးကမ်းဆုံးမေးတာရမသာဘူးအာဟုသောပါရိဗုဒ္ဓငါရှင်ပါရိဗုဒ္ဓရာသောတာပန်နေနာသောတာပန်ဖြစ်သောဘိက္ခုနာပိယံသိနေအတမေဓမ္မပဲတရားတော်ကိုယောနိသောနိမလာမအားဖြင့်မနသိကတာပါနှလုံးမြပါကုန်သည်နီးတဲ့သောတာပန်ဖြစ်ပြီးတော့ဘယ်တရားရှိရသေးလို့မရှိရတော့ဘူးလားမရှိပဲနေရမလား အာဟုသောကုဋ္ဌိကငါးရှင်ကုဋ္ဌိကသောတာပန်နေနာပိဘေကုဏသောတာပန်ရာမိလိဤမိပင်စုပါရဏခန္ဓာဤငါးပါးသောဥပါရဏခန္ဓာရေဝနိစ္စသောဒုက္ခသောနတ္တသောနိစ္စဒုက္ခနာတဟုယောနိသောနိမလမအားဖြင့်မရတိကတာပန်လုံးသွင်းရကုန်ဒါပဲရှိရတာပါပဲတဲ့အဲ့လိုရှိတော့ဘာအကျိုးရှိမလဲဆိုရင်အဲ့ဒီသောတာပန်ပုဂ္ဂိုလ်ကခန္ဓာငါးပါးတရားတွေနိစ္စဒုက္ခနာတရှုနေရင်အဲ့ဒီရှုနေရင်ရှုနေရင်နဲ့ဒရာဂါမိဖလား သရဂံကိုရောက်တော့ပါလိမ့်မယ်တဲ့သရဂံဖြစ်သွားနိုင်ပါတယ်တဲ့အဲ့ဒါကိုဘုညက်တွေဆောင်မှုတွေဒီမှာသိကြတယ်ဒါရီကတော့တူတူနဲ့နားလဲပါသောတာပန်ကပဲတရားရှုပွားသည်နည်းရဲ့မေးတယ်သောတာပန်လည်းခန္ဓာပဲရှုမြဲနည်းတူသည်အတူတူပဲဘုသူရှင်ရှုသလိုပဲသောတာပန်ကလည်းဒီတိုင်းနဲ့ဒီခန္ဓာ၅ပါးတွေရှုရမြင်နိုင်ကြတဲ့ဒဝါ၆ပါးကဖြစ်ပေါ်နေတဲ့တရားတွေအနိစ္စဒုက္ခအနတ္တမှန်နေပြန်သိတဲ့သိအောင်ပေါ့သူလည်းပြီးတော့သိပြီးသားပဲ ဒီဆိုကြင်ငါဟူသောတာပန်ဖြစ်ပြီးတဲ့နောက်မြတ်စွာဘုရားကအနတ္တလက္ခဏာတို့ဟောတယ်မို့လားတက္ကညီကဟောပါလေဘုရားအဲဒါအနတ္တမသိလို့ဟောတာမဟုတ်ဘူးသူအနတ္တညာရင့်အောင်လို့ပြီးတော့ပြီးပြီးသားပဲအဲဒီညာရင့်အောင်လို့သောတာပန်ကနိစ္စရူပအနတ္တပြီးပြီးသားပြီးပြီးသားမယ်အဲဒီနိစ္စရူပအနတ္တကိုရင့်တယ်ရင့်အောင်လို့ထားပြီးတော့ရှုရအဲရှုလို့ ကောင်းကပြည့်စုံတဲ့အခါမှာသရာအိမ်မဲ့ကိုရောက်တယ်တဲ့ခိုင်ဆိုရမယ်သောတာပန်ငါသောတာပန်ငါဘေတရာဘေတရာပြုပွားသနိပြုပွားသနိသောတာပန်လည်းသောတာပန်လည်းခန္ဓာပဲခန္ဓာပဲသူမြဲနေတူသည်သူမြဲနေတူသည်သို့ရှုမြင်တံသို့ရှုမြင်တံသရာကံသရာကံမှန်ဖြစ်နိုင်သည်မှန်ဖြစ်နိုင်သည် သဂရာကံကလည်းဘယ်တရားရှိရသလဲဆိုဒီတိုင်းမှာပဲခင်ဆိုရတဲ့သဂရာကံကသဂရာကံဘယ်တရားဘယ်တရားသူပွားသနီသူပွားသနီသဂရာကံလည်းသဂရာကံလည်းခန္ဓာပဲခန္ဓာပဲသူမြဲနေသူသည်သူမြဲနေသူသည်သောရှုမြင်တံသောရှုမြင်တံအနာကံအနာကံအမှန်ဖြစ်နိုင်သည်အမှန်ဖြစ်နိုင်သည်ကျင်းကြည့်ရင်တော့ဗျာသူ့တို့အနာဂတ်ဖြစ်ပုံတွေဝိတုကြောင်းတွေပါတယ်နဲ့ဟောကြရတော့ကောင်းတာပေါ့လေခွန်ကြီးက ချိန်ကြီးတော့ဟောလို့မဖြစ်ဘူး။အနာနာပုဂ္ဂိုလ်ဖြစ်သွားတော့အနန္တရာကြပါလေ။ကာမရာဂပြာပါဒတွေကျင်းတယ်တခါမျိုးဟုတ်လား။မှန်ပါဗျာ။ကာမအာယုန်နဲ့ပါရမှုမရှိဘူး။ဟုတ်။ကာမရာဂတွေပြာပါဒတွေဒုက္ခပေးနေတာဒေါသလည်းမရှိတော့သိမဆုံး။သိနေရကြတာ။ကာမရာဂပြာပါဒတွေမကင်းသေးလို့ကာမအာယုန်နဲ့တော့လိုက်နေရ။အဲကိုလိုရှိတယ်မပြည့်စုံလို့စိတ်ဆိုးရစိတ်ပြေရဒေါသတွေဖြစ်ရဘာတော်ဘာဒီဒုက္ခရောက်နေတာ။အဲနာနာကြတော့အဲ့ဒါကြီးကင်းတယ်။ အနာဂံဖြစ်တော်လည်းပဲတရားအထုဝါသေးတယ်လဲဆိုတာဒီတိုင်းပါပဲဆက်ဆိုရမယ်အနာဂံကအနာဂံကဘယ်တရားဘယ်တရားဖြူပွားသည်နိဖြူပွားသည်နိအနာဂံလည်းအနာဂံလည်းခန္ဓာပဲခန္ဓာပဲသူမြဲနေသူသည်သူမြဲနေသူသည်သောชุမြင်တံသောชุမြင်တံအရဟံအရဟံမှန်ဖြစ်နိုင်ပြီမှန်ဖြစ်နိုင်ပြီအနာဂံကရှိတော်ဝိပဿနာဉာဏ်ဖြင့်တဲ့အခါအရဟံယန္တာပုဂ္ဂိုလ်ဖြစ်တယ်တဲ့ ညာနာပြီးပြီးတော့တော့ဘာရှိရအောင်မလို့ဆိုတော့ဒါလည်းခန္ဓာ၅ပါးရှိရမှာပဲဒါကအတူတူပဲနေတင်သုပါဒနဲ့ခန္ဓာ၅ပါးတော့ဥပါဒနဲ့ခန္ဓာလေးကနေစတော့ဒုက္ခတော့အနတ္တတော့နေစဒုက္ခအနတ္တဟုယောနိတော့ဤမှန်လားမအားဖြင့်မသိကြတာပါရှိရမယ်နှလုံးသွင်းရမယ်တော့ဒီလိုပဲဖြစ်ပြီးပါလေအဲ့ဒါကိုခွန်ကြီးကဆောင်းမိုးလို့တာညာနာကပဲတရားရှိဘဝတည်းနည်းအမေညာနာလည်းခန္ဓာပဲရှိမြဲနေသူညာနာလည်းပဲ ဒီခန္ဓာတွေဒူဒူပါပဲတဲ့ပုထုရှင်သောတာပန်သဒ္ဒါကအနာဂါနေရှုတယ်လို့ပဲဒီလိုယူရတာပါပဲဒီလိုယူတော့ဗာရညာတိုးဖြစ်သေးတယ်ဆိုတော့ညာနာဖြစ်ပြီးတော့ဘာမှတော့မတိုးဘူးကောင်ညာဟုတ်လားမှန်ပါဗျာနတိခွာနတိခွာဟူသောရဟတော်ဟုတ်တိကရဏီယံအာဟုသောငါရှင်ကိုသိကရဟတော်ညာနာပုဂ္ဂိုလ်ဟုတ်တိကရဏီယံထိုးတဲ့အလွန် ပြုပဲကိစ္စတွေနားထိမရှိဘူးတဲ့အရတမရတဘုံညာရောက်ပြီးရဟန္တာဖြစ်ပြီးတိုးတက်အောင်လို့တော့အပြုစရာမရှိတော့ပါဘူးတဲ့ကတ္တတဝပတိစယောအတ္တတဝပြုကျင်ပြီးတော့တရားကိုလည်းပတိစယောတဖန်ထားရပွားစေခြင်းတွေနားထိမရှိဘူးဖြစ်ပြီးသားတရားတွေထပ်ပြီးတော့ပွားသွားအောင်ဒီလိုလည်းပဲအားထုတ်ကြမရှိပါဘူးတဲ့အဲ့ဒါကိုဘုံညာတရားစီထားတယ်တို့ရှိတော့ညာသေးဟောင်းငါတို့ဘွားမရှိဘူးအစ်စ်လည်းတို့ပါဘူးဟောင်းလည်းပဲမပွားပါဘူးအစ်စ်ဟောင်း အသိနဲ့အဟောင်းတရားနဲ့ကိုတိုးနဲ့ပွားနဲ့အသိလည်းတိုးမလာဘူးအဟောင်းလည်းပဲထပ်ပြီးတော့ပွားသွားတယ်လို့မရှိဘူးဘာကြောကြည့်တော့ဆိုတော့အပိစ္စဣမေဓမ္မာဘာဝိတာဘူလိကတာဒိဋ္ဌဓမ္မဒုက္ခဝိရာဝိရာရာယစေဝတံဝတံတိသာတိတံစင်ညာယသာအပိစ္စစင်စစ်တော်ကဣမေဓမ္မာဤတရားတို့ကိုဘာဝိတာပွားစရာကောင်းသည်ရှိတာဘူလိကတာခြင်းညာသာပြောကုန်သည်ရှိတော် ေရသမသူကဝိယာသာဇေဝမျက်မှောက်အရဘော၌သံသရာနိယချင်းကျိုးငါလဲဟွန်ဒီဖြစ်ကြပါကုန်၏တတိသံစညာအစတတိသံစဉ်ရှင်ရှင်ကျိုးငါလဲဟွန်ဒီဖြစ်ကြပါကုန်၏ယန္နာပုဂ္ဂိုလ်မှာမပြတ်ရှုနေတော့မျက်မှောက်မှာလည်းပဲချမ်းသာပါတယ်မရှုဘဲနေတာနဲ့စာရင်ရှုနေတာကောင်းတယ်သံသမာဘတခုဝင်စားနေဝင်စားဝိပဿနာရှုနေရင်ရှုနေရောဓသမာဘဝင်စားနေရင်လည်းဝင်စားအဲ့ဒီလိုပဲချမ်းသာတယ်လွတ်ဒီတိုင်းနေတာ ညာနာပုဂ္ဂိုလ်မှာသမာဓိတွေရှိနေသလိုဝိပဿနာရှိနေသလိုမချမ်းသာဘူးတဲ့အဲဒိဋ္ဌဓမ္မဒုက္ခဝိဟာရအကျိုးရှိပါတယ်။နောက်ပဋိသင်္ဇင်တွေလည်းအမြဲရှင်နေပါရှိနေတော့ပဋိသင်္ဇင်အလေးချင်းရဘယ်ချင်းမဆိုသမာဓိဝင်စားခြင်းဉာဏ်နဲ့ဝင်စားလို့ရညာနာပဲမဲ့တော့အမြဲမနေတာလို့ရှိရင်ဖြင့်မနိုင်နေမနေတာရှိသေးတယ်တခါဒီလိုဟုတ်လားမှန်ပါဗျာသတ္တဝိဟာရီတဲ့နောသတ္တဝိဟာရီတဲ့သတ္တဝိဟာရီဆိုတာအမြဲတမ်းဝိပဿနာရှိ ဓမ္မပါဒီအများတော်ဝင်စားနေတဲ့ပုဂ္ဂိုလ်လေးလာရရေးရှိတဲ့အခါကျဘုံနဲ့ဆိုရှုလိုက်ရင်သူကနေရာကျနောတတဝိဟာရီအများတော်မရှုနိုင်ဘူးတဲ့ဉာဏ်နာမှာလည်းသူတောင်ဝတရားတွေရှိတော့အဲဒီတောင်ဝတရားတွေနဲ့ဆောင်ရနေရလို့အမြဲမရှုနိုင်တဲ့ပုဂ္ဂိုလ်ရေးရှိတဲ့အခါကျရှုရင်လွယ်လွယ်ကူကူမတက်ဘူးတဲ့သူကအင်းအဲဒီလိုရှိတယ်ဒါသတိတမစင်းနေပိုင်မနေနေမဖြစ်တာပေါ့သူကသတိတမစင်းနေကိုအမြဲရှင်းမနေတဲ့အတွက်အလိုကြီးတိုင်းမနိုင်နေမှဖြစ်နေ ။ဒါကြောင့်မို့သတိသာမဉ္စဉ်ရှူတိုင်းရှင်မျက်မြင်ချမ်းသာပြီ။သတိသာမဉ္စဉ်ကလည်းပဲရှူတိုင်းရှူတိုင်းရှင်နေတာပဲတဲ့။မျက်မှောက်ဘဝမှာလည်းချမ်းသာပြီးတော့နေပြီးတော့ကျိုးတွေရပါတယ်။ဒါကြောင့်မို့ဒါနာပုဂ္ဂိုလ်လည်းခန္ဓာ၅ပါးရှိရတယ်လို့ဆိုလိုပါတယ်။အဲဒါလေးဆိုပြီးရင်တော့တရားသုံးပါးပြီးတရားမှတ်ပြီးတော့တရားသိရ ယန္တာကသန္တာကဘေတိယဘေတိယသူပွားသနီသူပွားသနီယန္တာလေယန္တာလေသန္တာပဲသန္တာပဲသူမြဲဤသူသည်သူမြဲဤသူသည်သို့ရှုတော်ညာသို့ရှုတော်ညာသိဟောင်းကသိဟောင်းကသူပွားမရှိသည်သူပွားမရှိသည်သတိသာရစဉ်သတိသာရစဉ်သူတိုင်းရှင်သူတိုင်းရှင်မြဲမြင်ချမ်းသာသည်မြဲမြင်ချမ်းသာသည် ဲ့တော့ကျိုးရှိတယ်တရားနာလည်းရှိပါတယ်။ဒါတော့တရားကတော့သုံးပြီးပါညောနော်။တရားလည်းနည်းနည်းအထုတ်ကြအောင်လေဟုတ်လား။မနေ့ကတော့2မိနစ်လောက်ပဲအထုတ်ပါတော့ဆရာသိနေပြီးတော့မြင်တိုင်းကြားတိုင်းနာနဲ့စားပြီးတိုင်းတွေးကြည့်တိုင်းကိုယ်နဲ့စားနဲ့လှုပ်ရှားတိုင်းကိုယ်မူရာပြုတိုင်းသိမူရာပြုတိုင်းသိမူရာတွေဖြစ်တိုင်း ဝေဒနာတွေဖြစ်တိုင်းအကုန်လုံးရှိရမှာတဲ့မကြည့်ရမယ်တရားတော့ဘာမှမရှိဘူးပါနဲ့နော်မှန်ပါပါဗျာခန္ဓာ၅ပါးရရှိရမှာဒါပဲမယ်လို့စပြီးရှိရတာပုဂ္ဂိုလ်တွေကနေနိုင်ကြတဲ့ဒုက္ခရတွေရှောက်ကြည့်တော့မနိုင်ဘူးအစဉ်တိုင်းမမီနိုင်ဘူးအလေးအကျင့်မှမရှိသေးပဲဒါကြောင့်နည်းနည်းကစရှိရတယ်အဲအာနာဘာနာကြရင်အာနာဘာနာကပဲစယူခဏတစ်ခုမှတော့ဘုန်းကြီးကမကန့်တတ်ပါဘူး။ဘုန်းကြီးတို့ညွှန်ကြနေတာကဘိုက်ကတောင်းနှင်းထုတ်ကြတဲ့ဝါရောဒဒီကနေပြီးတော့ ယူခင်းရပေါင်းတယ်လာလိုက်ပြင်ကြသွားလိုက်အဲ့ဒါလေးပေါင်းနေပြင်နေဘောဟာရကလည်းရပြန်သုံးတဲ့အတိုင်းလွယ်လွယ်လေးပဲတရားရှင်ကြားတယ်သစ္စာဗျာကဒီသံတော်သွားသည်ရှိတော့လေဒီသံမိတီသွားသည်ဟူ၍ဇာနာတိပြီအဲသွားရင်သွားတယ်လို့ပဲပြုရှင်ကြပါလေသွားတဲ့အခါအမှန်ပြင့်လာပါယုံနေတာနေပဲသွားသည်ရှိတော့ယုံနာဟုရှိပြီအဲဒီလိုမညွန်ကြဘူးဖြည့်ပြနေတဲ့တရားတွေဖြည့်ပြဟုရှိပြီဒါလိုလည်းမညွန်ကြဘူး အနေစာဝိစုဒီလိုလည်းမညွန်ကြဘူးဆိုတော့တိရံတုံးမှာကေသာမီတွေသွားပြီးဝိသနာကြီးတွေဒီလိုပဲညွန်ကြတယ်အလွယ်တကူပဲလွယ်လွယ်နဲ့ရှုရအောင်လို့ညွန်ကြဘုန်းကြီးတို့ကလည်းဒီတိုင်းပဲအကြသုံးနဲ့ဖောင်းတဲ့ခါဖောင်းတဲ့ပင်တဲ့ခါပင်နဲ့ဖောင်းတဲ့ပင်နဲ့အဲဒီရှုရညွန်ကြပါဖောင်းတဲ့ပင်နဲ့ရှုပြီးတော့နေရစိတ်တွေကတခြားတော့သွားလို့ရှိရင်အဲဒီစိတ်ကူးတွေလိုက်မှစိတ်ဓာတ်ဥပါဒနာခေါ်တယ်ပါရဂံဝါစီရံပါရဂံစီရံဒီသာနာရိသတိကဟောထားတဲ့ဒေသနာအတိုင်းပါ အဲပြီးရင်ဖောင်းတာပြီးလားပြန်မှနောက်ဝေဒနာတွေကိုယ်ရညောင်းတာပြန်လာခြင်းကိစ္စတွေအာဓုကသာမတာတွေတွေ့တယ်။ဒါကလေလိုက်မှဝေဒနာနုပဒနာပဲ။တထိုင်တွင်းကဘယ်တော့ပါပဲနည်းနည်းပဲရှိပါလား။ဒီနေ့လုံးညလုံးခင်းတဲ့မှတ်ချက်တွေအများကြီးရှိနေတော့ကိုယ်မူရတဲ့ဒီတိုင်းဒီတိုင်းမှစိတ်မူရတဲ့ဒီတိုင်းဒီတိုင်းမှဝေဒနာတွေဒီတိုင်းဒီတိုင်းမှအခြင်းညုပ်ကတော့ဒီသုံးခုပါပဲ။ဣမာယပရိပရာယဣကျင့်ပရိပါဖြင့်ဣမာပရိပါဒါရှုမှတ်ရနေတဲ့ဣကျင့်ပရိပါဖြင့် သရမရဏမှာဥပါရင်တရားရှင်မှာအာရမချွေးကပရိမုံစိတ်သားနဲ့လွန်မြောက်ပါပြီလိမ့်မယ်လို့အဲဒီလိုယုံကြည်စိတ်ချပြီးတထက်တန်တာနဲ့အာထုပ်ပါတဲ့ဝမ်းမြောက်ဝမ်းသာနဲ့အားတဲ့သရောနဲ့အာထုပ်ရမယ်နာရီမှတ်ထားတဲ့နှစ်မိနစ်ပဲဓမ္မနေဓမ္မနေမှာမှတ်ချက်ပေါင်း30 40ရတယ်ဓမ္မဓမ္မဒီမှာမဲ့ခင်ရှင်းပါတရားတွေပွားများတယ် မှတ်ဖို့ရမှတ်နိုင်အောင်လို့အကြောင်းညာစိုက်ပေးတာသမာဝါယမခေါ်တယ်မှတ်ရတာကသမာသတိခေါ်တယ်မှတ်ရတဲ့အာယုံစိတ်ကလေးတည်တည်သွားတယ်မှတ်တိုင်းမှတ်တိုင်းမှတကယ်ဟုတ်တယ်ခဏိကသမာဓိခေါ်တယ်သမာသမာဓိခေါ်တယ်အဲဒီသမာဝါယာမသမာတိသမာသမာဓိမဲ့ခင်သမာဓိမဲ့ခင်သုံးပါးမှတ်တိုင်းမှတ်တိုင်းတော့အာယုံရဲ့သဘောအမှန်တိုင်းသိတယ် စဆိုတော့ယုံနာသဘောမှန်ပြီးတာပေါ့နောက်ပိုင်းကျလို့ရှိရင်အနိစ္စဒုက္ခအနတ္တတွေအကုန်ပြီးတာပဲမမြဲလို့မမြဲတာအမှန်တည်းပြီးတာဖြစ်လို့ဖြစ်တာပြည့်လို့ပြည့်တာအမှန်တည်းပြီးတာတော့သမာဓိတိအဲဒီတော့မှန်တိုင်းပြည့်အောင်လို့သိညွတ်ပေးတဲ့သဘောကသမာသင်္ကပ္ပခေါ်တယ်အဲသမာဓိတိနဲ့သမာသင်္ကပ္ပဉာဏ်နဲ့ပြင်နှစ်ပါးသမာဓိနဲ့ကင်သုံးပါးနဲ့ပေါင်းလို့ရှိရင်နိုင်ငံ၅ပါးဖြစ်တယ်သီလမဲ့ခင်တွေကတော့သမာဝါစာသမာကာနသမာဇီဝ ဒါတွေကတော့သီလဆောက်တည်ရေးအပြည့်စုံနေပြီတဲ့ပေါင်းလဲလို့ရှင်ရှိခွေရပါတယ်ဖြုတ်မှနေရင်ဒီသီလမဲ့ကင်ကပြတ်သွားတာမဟုတ်ဘူးဒါကြောင့်ဒါတွေပေါင်းပြီးတော့ယူရတယ်။တနည်းအားဖြင့်ဆိုရင်မှတ်တိုင်းမှတ်တိုင်းမိစ္ဆာဝါစာကိုပြောဖို့ရတယ်အခွင့်နေတခါတည်းကင်းငိမ့်သွားတယ်မိစ္ဆာဝါစာမပြောဖြစ်ပြတဲ့ပြီနေတယ်အဲဒီဖြစ်ပြတဲ့သဘောတရားနဲ့စပြီးမိစ္ဆာဝါစာတွေမူတာဝါဒစာတွေကိုမပြောတော့ဘူး ခြေပြတဲ့မှန်လည်းပြီးနေအနိစ္စဒုက္ခတွေမှန်လည်းပြီးနေလို့ရှိရင်မိစ္ဆာကာမန္တဇပန်တိပါရပါချင်းစားကြည့်တော့အမှုတွေလည်းသူမပြုတော့ဘူးအဲ့ဒီအဲ့ဒီအာရုံနဲ့စပြီးမှဖြစ်ဘူးစိတ်ကူးတောင်မဖြစ်ဘူးမိစ္ဆာအာဇီဝဇေမတရားတဲ့အသက်မွေးမှုစွာလည်းသူမဖြစ်တော့ဘူးဒါကြောင့်မို့မတိုင်းမတိုင်းသမာဝါစာကိစ္စလည်းပြီးရဲသမာကာမန္တသမာဇီဝကိစ္စလည်းပြီးရဲကိစ္စပြီးသောအချင်း သီလမင်္ဂလာ၃ပါးလည်းပါဝင်တယ်တဲ့ပေါင်းလိုက်လို့ချင်းအာရုံမဲ့ခင်၈ပါးပဲဓမ္မမဲ့ခင်၈ပါးဓမ္မမဲ့ခင်၈ပါးမှတ်တိုင်းမှတ်တိုင်းသီလမီသွားနေတဲ့ပုဂ္ဂိုလ်ကိုလိုရှိရတလားချင်းတလားချင်းနီးနီးသွားသလိုပဲဓမ္မဓမ္မဓမ္မချင်းဓမ္မချင်းမှတ်တိုင်းမှတ်တိုင်းကနိဗ္ဗာန်စီကိုမဲ့ခင်၈ပါးတရားတွေနဲ့ရောက်ရောက်သွားတာတဲ့ကောင်မျိုးဟုတ်လားမှန်ပါပါဗျာမှန်ကောင်းပါတယ်အဲသာအာမရဝူတဲ့ပုဂ္ဂိုလ်လည်းပဲကိုယ်အိမ်မှာနေတဲ့အခါ အားလည်းရှင်၎င်းနေမယ်ဆိုရင်ဟောမှန်တယ်၃မိနစ်မှရင်၃မိနစ်အတွင်းမှာကုသိုလ်တွေရနာပဲဝိပဿနာကုသိုလ်တွေမနာနေရကြတယ်ပါမီကုသိုလ်ဖြစ်သွားအဲကျိုးစားပြီးအားထုတ်ရမယ်အဲကုသိုလ်အမြတ်ဝေကြီးအကုန်လုံးတရားဝေခြင်းပါတဲ့ကုသိုလ်ရောပါရောအကုန်လုံးအဲဒါတွေအမြတ်ဝေရဝေဝိသရေကိုခွန်ကြီးတွေလာပင့်အဲဒီဝေဝိသရေရှိဒီကုသိုလ်တွေရောအကုန်လုံးမြတ်ဝေရ ယနေ့ခွန်၌သနုတ်တော်ပြုစုပွားများအာထုအပ်သောသာနာကုသိုလ်သီလကုသိုလ် ဘာဝနာကုသိုလ်ဘာဝနာကုသိုလ်ဝေယဝိသကုသိုလ်ဝေယဝိသကုသိုလ်တရားဟောရာသောကုသိုလ်တရားဟောရာသောကုသိုလ်တရားနာရာသောကုသိုလ်တရားနာရာသောကုသိုလ်သတ်ရှိသောသတ်ရှိသောဒီကောင်းမှုပေါင်း၏ဒီကောင်းမှုပေါင်း၏ဘုဘာကောဘုဘာကောအမိဖတော်အားအမိဖတော်အားမ ပေးဝေပါကုန်၏အမြပေးဝေပါကုန်၏ဆွေမျိုးတို့အားအမြပေးဝေပါကုန်၏အမြပေးဝေပါကုန်၏ဤရ၌ဤရ၌ရောက်ရှိနေသောသူပရိသတ်နတ်ပရိသတ်ဘုံအားအမြပေးဝေပါကုန်၏အလုံးစုံသောသတ္တဝါအပေါင်းတို့အားအမြပေးဝေပါကုန်၏အမြပေးဝေပါကုန်၏အလုံးစုံသောသတ္တဝါ ောင်းတော်သည်ညရာကြ၍ညရာကြ၍ကိုစိတ်နှပြာကိုစိတ်နှပြာဆန္ဒကြပါစေဆန္ဒကြပါစေညညညည